ကျွန်တော် driver တန်းနဲ့30မှာပထမဆုံးရိုက်တဲ့ဇာလန်တွေပါဒါလေးကထူးခြားပါတယ်ဇာလန်တွေနဲ့ရုပ်ရှင်ကိုချောင်းမှုရဇာလန်တွေရိုက်ဖို့ကျွန်တော်ဉာဏ်စိတ်လာပါတယ်ဒီဇာလန်ဝင်ကိုရွေးချယ်တဲ့ရာကကျွန်တော်အဓိကတော့ traffic ကပေါ့နော် traffic ကရကြည့်မယ်ဆိုလို့ရှိရင် size ရာဖြစ်စီခြင်းနဲ့ part view UAA ဖြစ်စီအောင်တဲ့တူတယောက်ကျွန်တော်တို့ဆက်မနေနဲ့မှာလုံးဝမသိဘူးပြောဆောင်ချက်တွေအကုန်လုံး လုံးအောင်အတိုင်းတာဘလကွင်းမလုံးအောင်ဘလို့လုံးအောင်မယ်ကျွန်တော် MC ဆိုတော့မေ့ုံမေ့တာ MC ဆိုတော့လုံးအောင်မေ့တာသူကအောင်မြင်မှုလည်းကျွန်တော်မသိဘူးကျွန်တော် social media မသုံးတာလည်းပါတာပေါ့နော်အဲ့ဒီစိတ်နဲ့မလုံးကျွန်တော်ဒီဇင်နယ်ဝင်းဆိုရယ်သူဆောင်ကောင်းပြဖြစ်ဖို့ပဲယုံကြည်ဒီနေ့ဝယ်ရတော့ကျွန်တော်တို့မချိုးဘယ်လိုပြောပါဆိုတော့ဇလန်တွေပေါ့နော်ဇလန်နဲ့ကတော့ပဲပြီးတာပါအဓိကရဲ့ထူးခြားချက်ပါရှိမလဲဆိုပြောရင်တော့ ကားမှာထူကြတာတော့ကျွန်တော် driver တန်း130မှာပထမဆုံးရိုက်တဲ့ဆန္ဒတွေပါဒါလေးကထူကြအောင်ပါလေနောက်တစ်ခုထူကြတာပါရှိလဲလို့ပြောနေတော့ဒီကားမှာပါတယ်ပြောဆောင်မချူနေတဲ့ပြောဆောင်မယ် main ပြောဆောင်နော်သူကတော့အစင်မျိုးပဲပြောဆောင်ပါဒီကျွန်တော်နှစ်ယောက်ကတော့ဒါပထမဆုံးရိုက်တဲ့ဇာလန်တွေပါကျွန်တော်နှစ်ယောက်တို့ထူကြတဲ့စိတ်ကောင်းမှုရှိပါတယ်ဇာလန်တွေနဲ့ရုပ်ရှင်ကိုချောင်းမှုရတယ် ဇာလန်တို့ရဲ့ခုကိုကျွန်တော်ဉာဏ်စိတ်လာပါတယ်။စိတ်ဝင်စားတဲ့ဆိုတာဟိုရုပ်ရှင်ရဲ့သဘောတရားနဲ့ဇာလန်ရဲ့ပုံစံနဲ့ presentation ကိုတော့ဇာလန်ပြင်ဆင်တဲ့ပုံစံကြတော့ဉာဏ်ကွာ။ဉာဏ်ကွာတယ်ဆိုတော့ဒီဇာလန်တွေဆိုလို့ရှိရင်ဒီ episode 16ခုရိုက်မှာပါ။ episode 16ခုရိုက်မှာဖြစ်တဲ့အတွက်ချိန်ရပြည့်တဲ့အခါ episode တစ်ခုစီတစ်ခုစီတိုင်းပေါ်မှာစစ်မှုစားရမယ်ကြိုက်ရမယ်အဲ့ဒီပြင်ကျွန်တော်မှာတောင်းလို့ရှိလဲဆိုရုပ်ရှင်နဲ့မတူဘူးပေါ့နော်အဲ့ဒါကတော့နောက်ထပ် episode တစ်ခုပြည့်တဲ့ကကြည့်ကြင်လောက်အောင်လဲ director ဆွဲခေါ်ပါတယ် အဲ့လိုမျိုးဟာပြီးဆုံးတစ်ခုရမှာပေါ့ပြီးဆုံး16ခုလုံးမှာတစ်ခုစီစိုင်းတစ်ခုစီတိုင်းမှာသူ့မှာတံပေါ်လေးတွေနဲ့စိတ်ဝင်စားစရာလေးတွေနဲ့နောက်များဘာဖြစ်လာအောင်မလဲဆိုတော့မျှော်လင့်ချက်လေးတွေပေါ့နော်အဲ့ဒါလေးတွေပေါင်ခေါ်ရတဲ့အတွက်ဇလန်တွေကရုပ်ရှင်နဲ့မတူညီတဲ့စိတ်ကောမှုတစ်ခုတေးစီတစ်ခုရှိတဲ့အတွက်ကျွန်တော်ဇလန်တွေရဖြစ်တာပါဒါကျွန်တော်ရဲ့ပထမဆုံးဇလန်တွေပေါ့နော် ဒီဇာလန်ထဲမှာဟိုဒီဝတ္ထုကိုတော့ရေးပေးထားတာတော့ဆံမခင်လိုက်ကျူရေးပေးထားတာပါဆံမခင်လိုက်ကျူရဲ့ဝတ္ထုပါဇာညောကတော့ရွှေပြည်ရွှေပြည်ရေးပေးရွှေပြည်နဲ့ကျွန်တော်လည်းဒါပရမောက်ဆုံးစဆုံးတဲ့စကားပေါ့နော်အဲဇာညောဆံမလည်းရန်တော်ပါရန်တော်ပါလို့ကျွန်တော်ဖြစ်ချင်တဲ့ပုံစံနဲ့အားလုံးကဇာညောနဲ့မှာ perfect အကုန်ပြည့်စုံပါပါတယ်ဘာလို့ဇာညောကလည်းပြည့်စုံတယ်ဇာလန်ကလည်းရန်ကောင်းပါတယ်အဲဒါမဲ့တေးဥဆောင်လေးကြတော့မလုံနိုင်လို့ရှိရင်လည်းစကားတကာကောင်းမှာမဟုတ်ပါဘူး အဲ့တော့ကျွန်တော်ဒီနှစ်ပတ်လုံးကျွန်တော်ပြောဆောင်လေးယောက် main လေးယောက်ပေါ့နော်ပထမတစ်ယောက်တစ်ယောက်ကတော့ထူအောင်ထူအောင်ကအဲမိန်းကလေးအများအမြင်မှာမိန်းမရှုပ်တယ်လို့တင်ရတယ်အင်ဂျင်နီယာကျောင်းစင်တယောက်ဒါမဲ့သူ့ရဲ့ character blocking ဘာရှိလဲဆိုတော့သူ့နဲ့ limited တဲ့ main ကလေးကိုဒီလုံးဝဟိုကျွလို့မရှိဘူးနော်ဒီစီဆောင်တဲ့ယောက်ကြတယောက်အများအမြင်မှာဒါမိန်းမ ကြီးစားများတယ်လို့ထင်ရပေမဲ့သူကတောင်ဝင်ယူတဲ့ယောက်ျားတယောက်ဆိုတော့ကြားထားလိုက်ကောင်းပါတောင်မဲတောင်ဝင်ယူတဲ့တောင်ကြားထားတာနောက်တယောက်ကတော့ဒီတော့ကောင်ပါဒီတော့ကောင်ကတော့အကိုသူကတော့ဆရာဝန်ဇိုတာရဲ့အေးစေးရဲ့အများမြင်မှာမိဂရိနဲ့ကင်းတယ်လို့ယုံကြည်ရတဲ့သူသူကိုယ်တိုင်လည်း live တည်တည်ငြိမ်နဲ့အမှားရမရှိစွာနဲ့ပြစ်မရှိတဲ့လူတယောက်ကိုကိစ္စထားတဲ့သူတယောက်ဒီမထင်မှတ်တဲ့အမှားလေးတစ်ခုရှိတယ်နော် ဲ့ဒီမှာသူ့ရဲ့တာဝန်ယူရတဲ့တတိမရှိခဲ့ဘူး။အတာဝန်တာဝန်ယူရတဲ့တတိမရှိခဲ့မှုကြောင့်ဖြစ်လာတဲ့စိတ်ခံစားချက်ပေါ့နော်။အဲ့ဒီမှာပြုဆောင်ရတဲ့ဂိုက်တော်ပေးထားပါလေ။အဲ့လိုပဲနောက်သူရေးကြည့်တဲ့ဇာတ်ကောင်တရားကတော့မှုထိတ်တာပေါ့။မှုထိတ်တာကတော့မိသားရဲ့အေးစေးရဲ့ကိုချစ်သူကိုရမ်းယုံချင်တယ်။ကိုချစ်သူက ဘယ်တော့မှအမဲတပေါက်မစိုးစေရအောင်အမှားမရှိစေရအောင်လို့ရုံချင်တယ်ချစ်လည်းရမ်းချစ်တတ်တဲ့ကမ္ဘာလေးတယောက်နဲ့တွေ့ဆုံရပါတယ်အဲ့လိုပဲပါရတီဆောင်နေစကားစကားနဲ့ပါရတီဆောင်အားလုံးကသူကြတဲ့ကာရီတာလေးနဲ့ကိုစီကိုစီဖုတ်တာကိုအကောင်းဆုံးပြောင်းတော့မှာပါအဲ့တော့ကျွန်တော်ဒီနှစ်ပတ်လုံးမှာကောင်းဆောင်မင်းတို့ဖြစ်မဲ့စင်နယ်ဝင်ရဆောင်ကျွန်တော်တို့ကာရီတာဘလော့ကင်းထဲမှာစကားနဲ့မှာတွေ့ဆုံရမယ်တွေ့ဆုံချက်တွေအားလုံးရခွင့်ပုံစံတိုင်းကိုကျွန်တော်တို့တက်နိုင်ဆုံးကြိုးစားပြီးတော့လက်ကျင်ထားပါတယ် ကောင်းဆုံးဖြစ်လိမ့်မယ်လို့လည်းယုံကြည်ပါတယ်။ဒီဇင်နဝင်းကိုရွေးချယ်တဲ့အရာကတော့အဓိကတော့သူ့ effect ကပေါ့နော်။သူ့ effect ကရကြည့်မယ်လို့လို့ရှိရင် size ရဖြစ်စေခြင်းနဲ့ task view UAE ဖြစ်စရာကောင်းတဲ့သူတယောက်သူ့ effect ကအဲ့တော့အပြင် structural effect ကရသလိုရှိတော့ तू က size ရလိုချင်တဲ့မကြိုဖြစ်တယ်။ဒါပေမဲ့ဇက်ကောင်ဖြစ်ဖို့ကြတော့မလိုဘူး။ဇက်ကောင်ဖြစ်ဖို့ကတော့ ဒီဇလန်နဲ့မကြိုးဖြစ်ဖို့ဆိုတော့တော်တော်ပြောဆောင်တဲ့လုပ်ငန်းမျိုးပေါ့အဲ့ဒါကိုလည်းကျွန်တော်ယုံကြည်တယ်သူအတိတ်ရောက်နေလုံနိုင်လို့ကျွန်တော်ထင်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်ဒီနှစ်ပတ်လုံးပေါ့နော်သူ၁၄ရက်လောက်ကသူနဲ့မမျိုးတရာထွန်းနဲ့အတူတူကျွန်တော်သူ့ဆွေးနွေးငန်းထဲမှာလုံအောင်ပြောဆောင်ချက်တွေအကုန်လုံးလုံအောင်မယ်အတိုင်းတာဘလကွင်းမလုံအောင်ဘလို့လုံအောင်မယ်အာဒီလောကရရဲ့အဖိနှိတ်အောက်ထဲမှာလှပဆုံးနဲ့တိမ်မွေ့ဆုံးအားငယ်ဆုံးနဲ့ဘလို့ဖြတ်သန်းခဲ့ရလဲရှိပါတယ် နောက်ပိုင်းမှာမိခင်တယောက်ဖြစ်လာတဲ့အချိန်မှာမိခင်စိတ်နဲ့ဘလို့လောကလောကရောင်ရင်ဆိုင်သွားလဲနောက်ဆုံးသူ့ရဲ့ရွှေအောင်အမက်ကပါလဲအဲ့ဒီကိုက်တာတွေတဖြည်းဖြည်းပြောင်းလဲမှုတွေတဲမှာဇက်ကောင်ရဲ့လူအချက်ဇက်ကောင်ရဲ့ဇလိုင်းရဲ့တောင်းဆိုချက်အရာတိကျဆုံးဖြစ်အောင်ကျွန်တော်လေ့ကျင့်လာပါတယ်အဲ့လိုလေ့ကျင့်ရင်လေ့ကျင့်ရင်လည်းမှာပထမဆုံးတည့်ရမှာပဲသူ့ရဲ့လေ့ကျင့်မှုသူ့ရဲ့ကြိုးစားအားထုတ်မှုကျွန်တော်မြင်ခဲ့ရပါတယ်မြင်ခဲ့ရတဲ့အချိန်မှာပဲကျွန်တော်သူ့ကိုအောက်မက်ပေးလိုက်တယ်မင်းဒီကားထဲမှာမကြိုးဖြစ်မယ်လို့ယုံကြည်ပါတယ်အဲ့တော့လက်ခံလိုက်တယ် လက်ခံလိုက်တယ်နောက်တခုကသူ့ရဲ့ကြိုးစားတဲ့စက်ကနံပါတ်1ပါပဲသူအဆုံးကိုကြိုးစားလိုက်ပါတယ်အဲ့တော့ဟိုဒီဆိုရင်ပါလေဒီလိုစိတ်ခိုင်မာတဲ့စကားတကားတွေမှာခေါင်းဆောင်မင်းမီးတယောက်နေတယ်ပြင်နေမဲကကောင်းဆုံးပတ်ဖက်ပြောင်းသူဆောင်နိုင်မယ်ဆိုတော့ပြည်တရုံချင်းပဲကျွန်မပိုင်လာမပိုင်လာမင်းပထမနေ့ကသူကျွန်တော် training day ကချက်ပတ်တယ်မှာမနေ့9နာရီကနေညနေ9နာရီထိပေါ့နော် every day အဲ့ဒီမှာ မနေ့9လိုက်လောက်သူရောက်လာရင်လှတယ်ရန်လာနေ့နေ့9လိုက်လောက်ပြန်သူရောက်တော့မှတ်မိတော့အဲ့လောက်တွေကိုကျွန်တော်စူးစမ်းတာလေဟိုကိုရီးယားဘလောက်ပဲဖြစ်စီဖြစ်စီဘလောက်ပဲစူးစမ်းခိုင်းစူးစမ်းခိုင်းလဲအကန့်အသတ်ရေးရှိပါတယ်သူ့ရဲ့စူးစမ်းလို့စိတ်နဲ့ဖြစ်စီမှုကတော့ကျွန်တော်အရင်အောင်ဟောတယ်အရင်အောင်လို့သူ့အလောက်စူးစမ်းနိုင်မြင်တော့သူ့ဖြစ်စီစီကျွန်တော်ရိုက်တဲ့ချိန်မှာလည်းအများကြီးတတ်မှုကိုယူသွားပါမှာပါဖြစ်အောင်ဘာလို့လဲဆိုတော့အစားစားတော့သူ့ရဲ့ဖြစ်စီစိတ်ကြောင့်သူ့ရဲ့စူးစမ်းစိတ်ကြောင့်နောက်သူ့ရဲ့စူးစမ်းမှု ရေချက်တွေကြောင့်သူ့ကိုပြောင်းကျူလာတာပါအင်းဆုံးလို့ဆုံးခဲ့ဘူးပါလေမြင့်မြတ်မြင့်မြတ်ဆိုမိတွေးပေါ့နော်အမင်းရဲ့ပြပောင်းဆုံးကလည်းဒီလက်ကမြဲကဒါပြပောင်းရတဲ့ကောင်အမင်းနဲ့တူဆုံးပြီ။နော်ဆုံးမှုရောကတောင်းပန်မှာသို့တော်လို့ပါဆိုဆွေးပြစ်စံလို့။နော်ညလုံးလေးကလေးကလေးတို့ရှင်မင်းကြီးတို့အမိုးပေါ့နော်။ဆုံးမှုရဟဲ့သူတို့အားလုံးအောင်မြင်လာတဲ့လူတွေဖြစ်လာတယ်ပေါ့နော်။အောင်မြင်လာတဲ့လူကိုယ်နဲ့ပြပောင်းဆုံးဆုံးရတယ်အောင်မြင်လာတယ်ဆို ိုရမ်းတော်လို့နေအဲ့မှာကျွန်တော်ကြီးတည်ကျိုးဆောင်နေဖြစ်တယ်အောင်မြင်သွားတဲ့သူတွေအားလုံးပါခုနကဒဇင်တွေဝင်လို့မျိုးထူးခြားတဲ့စိတ်ရှိတယ်အဲ့ထူးခြားတဲ့စိတ်ကြောင့်သူဖြစ်သွားတယ်ဒါကြောင့်ဒါမှလည်းသူဖြစ်မယ်လို့ကျွန်တော်ယုံကြည်တယ်ဘာလဲကတော့ထူးခြားတဲ့စိတ်နင်းနေဆိုလည်းအရင်ထူးခြားတာကျွန်တော်ပထမဆုံးရိုက်တယ်ဆိုရင်လည်းသူကိုယ်တိုင်ကထူးခြားတယ်သူထူးခြားရတဲ့သူဖြစ်သွားတာအဲ့တော့တိုးဆောင်တဲ့ကောင်ဖြစ်နိုင်မလားဆိုဖြစ်နိုင်ပါတယ်ထူးခြားပြီးယူသားမယ်လို့ရှိတယ်ဒီလက်ချက်လုံးဒီကလေးပါပြည့်စုံပါတယ်ကျွန်တော် MC ဆိုတာမေ့ုံမေ့တာ ။ဟန်ချီဆိုလုံးအောင်မေးတာ။ပြီးအောင်မြင်မှုလည်းကျွန်တော်မသိဘူး။အဲကျွန်တော်ဆိုရှယ်မီဒီယာမသုံးတာလည်းပါတာပေါ့နော်။အဲ့တော့အဲ့ဒီစိတ်နေမလို့ကျွန်တော်ဒဇင်နယ်ဝင်းဆိုရယ်တိုးဆောင်ပေါင်းပြီးဖြစ်ဖို့ပဲယုံကြည်တယ်။ဖြစ်မှာပါ။อืมตัวสองมวยတော့ကျွန်တော်ဘာသာလောင်းပါဘူးပြန်မွေးပါအောင်ဒါပေမဲ့ဟိုကိုရှိရောက်လာတဲ့သူတွေပေါ့နော်နောက်တော့ဖြစ်လာအစ်တွေများပါတယ်အစ်တွေများတယ်အဲ့ခုနပြောတဲ့လူသားစွာနဲ့ဖြစ်အောင်လုပ်မဖြစ်ပြောင်းလုပ်မယ်ဆိုတော့ကြိုးစားမဲ့သူတွေဆိုလို့ရှိရင်တော့ ဘူးသူ့ကိုမဆူကျွန်တော်လည်းခေါ်ပါမှာပါဟိုခွင်းလည်းပြင်ပါမှာဒီကားမှာဆိုလို့ရှိရင်နောက်ထပ်ပြုဆောင်အပြင်၈ရက်လောက်ပါသေးတယ်အဲ၈ရက်လောက်ဆိုလို့၈ရက်၃ရက်၃ရက်၆ရက်၇ရက်ပါခဏရသလိုရှိလို့ရှိရင်လုံးဝဖြစ်တယ်ပါပဲဒါပေမဲ့ဘာလို့ခွင့်ပေးထားလဲဆိုတော့ကျွန်တော်ဒီလေးလားထားတဲ့၄နှစ်လောက်မှာကျွန်တော်ရကွေးတာမလုပ်ပြပဲဆိုတော့ဘာလို့ဖြစ်တယ်ဆိုတော့ဒီ၄နှစ်တန်းမှာ ရုပ်ဆောင်တင်နန်းတွေထားတဲ့တင်နန်းတွေပေါ့နော်။အားရကျွန်တော် free sharing လိုက်လုပ်ပေးတော့ပေါ့နော်။အားရချိန်မှာဟုတ်တော့လို့ရင်းနဲ့ကျွန်တော်တောင်ကြီးမှာတွေ့လာတဲ့တင်နန်းကားတွေပေါ့နော်။သူတို့တွေဆိုခေါ်လာပါတယ်။သူတို့တွေဒီကားထဲမှာသူတို့တက်နိုင်တဲ့သူတို့လုပြနိုင်တဲ့အမှုကြတခုချပြမှာပါ။အဲ့တော့အဲ့တော့ကျွန်တော်ဒီလိုအဲ့လိုမိုးပေါ့နော်။နေရလာကြရတယ်။ကိုယ်တိုင်းလည်းရည်ချင်းရှိရယ်။ကိုယ်တိုင်းလည်းချိုးသားခြင်းစိတ်လည်းရှိတယ်။လူကလည်းချိုးသားရည်ဆိုလို့ရှိလို့ရှိရင် အဲ့လိုတစ်တစ်အားလုံးကျွန်တော်ဘက်ကအချိန်မေးနေရပြီမှာပေါ့ကျွန်တော်လုံနိုင်တဲ့အချိန်ပေါ့နော်အဲ sharing လုပ်လို့ရတဲ့အချိန်ဆိုလို့ရှိရင်လည်းတင်တန်းတွေသွားပြီး sharing လုပ်ပြီးလည်းပတ်စံလည်းမြူပါဘူးကျွန်တော်ဟိုအသက်ရွယ်ဟိုဒီရွယ်ဆိုလို့ရှိရင်ကျွန်တော်ကနားမရပေါ့နော်ကျွန်တော်နားမရမှာနောက်ကြံခဲ့မဲ့ next generation တွေကိုကျွန်တော်အများကြီးလက်ကခေါ်တာမှာပါကြားတော့ပါဘူးโอเคကျွန်တော်ဒီနှစ်30လုံးပေါ့နော်ကျွန်တော်ရတဲ့ကားရဲ့အားလုံးက drama ကားတွေပါပဲဟိုဗီဒီယိုကနေစား လဲ drama ပဲ video ခင်ပါလဲ။နောက် DVD တစ်ခါရောက်လာတဲ့အချိန်မှာ drama ပဲ။နောက်လို့ရှင်နေရိုက်တဲ့ drama ပဲလို့နော်။ဇလန်ရိုက်တဲ့အချိန်မှာလဲရအောင်ပြန်ပါပဲ။ drama ကားလေးပါပဲ။အတော့ခုနပြောသလိုလို့ရှင်နေမတူညီတဲ့ presentation ပုံမှာကျွန်တော်အကောင်းဆုံးပြင်ဆင်ထားပါတယ်။ကြည့်တဲ့ပြည်သက်ကလည်းကျွန်တော်ကလည်းစမ်းတမ်းပြည့်ကြည့်လာတဲ့ပြည်သက်ကလည်းကျွန်တော်ကားတွေကြည့်နေကြရတာအတိုင်းရွေးရမှာပဲ။ဒရမာစကားတစ်ပိုင်းရတာပြီးတော့ခံစားရပါလိမ့်မယ်လို့ကျွန်တော်မှတ်ခံပါတယ်။ ஆலோசித்துட்டு வரேன் <laughs>